မြန်မာဗုဒ္ဓဘာသာဝင်တွေဟာတည်တန်းစာရေးလို့မရဘူးဆိုတာကိုအလုံးသိပြီးသားဖြစ်မှာပါဒါပေမဲ့လူတစ်ယောက်ကသူ့မတည်ခင်လေးမှာသူ့ပိုင်ဆိုင်မှုတွေကိုသူရှိတဲ့သူကိုလက်ဆောင်အနေနဲ့အပိုင်လွှဲပေးခြင်းရောအဲ့ဒီပေးကမ်းခြင်းကတရားဝင်ပါမလားအလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိမ်းအောင်ပါဒီနေ့ပြပြမဲ့ဇလန်ကတော့ဆေးရုံကတင်ပေါ်မှာအောက်ဆီဂျင်ပိုက်တန်းလန်းနဲ့တေကန်နေဆဲဆဲအချိန်မှာမြေဖြစ်သူကိုမြေခွက်လွှဲပေးခဲ့တဲ့အဖိုးတယောက်ရဲ့ဖြစ်ရမှန်ဇလန်အကြောင်းဖြစ်ပါတယ်ဒီဇလန်ရဲ့မူရင်းစင်ယုံထွန်းကတော့ 2014မြန်မာနိုင်ငံတရားစီရင်ထုံးဥက္ကင်မောင်ဆန်းနဲ့ဒေါ်စိုးယူနွေခေါ်ဒေါ်စိုးယူယူကျော်ပါသုံးဥက္ကင်ကျော်ညိုပါသုံးတရမအထူးအယူခံမှုစီရင်ထုံးဖြစ်ပါတယ်။ဒီဇလန်ကရန်ကုန်မြို့မှာဖြစ်ခဲ့တာပါ။အဖိုးဖြစ်သူဥယေကောမှာပိုင်ဆိုင်တဲ့မြေခွက်တွေရှိပါတယ်။သူ့မှာမြေမလေးတွေလည်းရှိပါတယ်။၂006ခုနှစ်မတ်လတုန်းကအဖိုးဥယေကောဟာနေကောင်းကျန်းမာလျက်ရှိပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့မြေခွက်တစ်ခွက်ထဲကတချမ်းကိုဒေါ်စိုးယူနွေနဲ့ဒေါ်မေတက်ကျော်ဆိုတဲ့မြေမလေးနှစ်ယောက်ကို မြစ်တာနဲ့အပိုင်ပြေးချောင်းစာချုပ်ရှုပ်ပြီးတော့ပေးလိုက်ပါတယ်။ဒါကပထမအကျင့်ပေးကမ်းတာဖြစ်ပါတယ်။ဒီအထိကတော့ပြဿနာမရှိသေးပါဘူး။ပြဿနာကဒုတိယအကျင့်ပေးကမ်းခြင်းမှာစတာပါ။2000လောက်ခုနဲ့ဩဂုတ်လကိုရောက်တော့အဖိုးဦးရဲကိုဟာယောဂရီစုံပြီးရန်ကုန်ဆေးရုံကြီးမှာတက်ရောက်ကူတာရပါတယ်။ကြောက်ကန်နှလုံးအဆုတ်ယောဂရီဖိစီးလာပြီးတော့အရှိအနေကတော်တော်လေးကိုဆိုးရွားနေပါပြီ။အဲ့ဒီလိုဆေးရုံတက်နေတော့စတေမာလာ9ရက်နေမှာပဲ။ ကြံနေတဲ့မြေခွက်တရှမ်းနဲ့ကားဂိုဒေါင်ကိုမြေဖြစ်သူဒေါ်စောယူနေတယောက်ထဲနာမည်နဲ့အပိုင်ပေးကမ်းကြောင်းစာချုပ်ထပ်ချုပ်လိုက်ပြန်ပါတယ်။စာချုပ်ချုပ်ပြီးတော့16ရက်အကြာစက်တင်ဘာလ26ရက်နေ့မှာတော့အဖိုးဦးရဲကိုဟာကွယ်လွန်သွားပါတယ်။အဖိုးဆုံးပြီးတဲ့နောက်မှာတော့ကြံရဲသူမိသားစုကြားမှာအမွေမှုပြဿနာတက်ကြပါတော့တယ်။တရီလိုဖြစ်တဲ့ဦးခင်မောင်ဆန်းကဒုတိယအကြိမ်ဆေးရုံပေါ်မှာပေးကမ်းခဲ့တဲ့စာချုပ်ဟာတရားမဝင်ဘူးပြက်ပြဲတယ်ဆိုပြီးတော့တရားစွဲလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်မှာအဖိုးဟာတေဂာနေဆက်ဆက်ဖြစ်နေတာကြောင့်တရားမဝင်တာပါတဲ့တဖက်ကမြေဖြစ်သူတွေဘက်ကလည်းဟုတ်ပါရဲ့အဖိုးကဆေးရုံတက်နေရတာမှန်ပါတယ်ဒါပေမဲ့စာချုပ်ရှုပ်တုံးကအဖိုးမှာအသီးတတိကောင်းကောင်းရှိပါသေးတယ်စကားလည်းကောင်းကောင်းပြောနိုင်ပါတယ်သူ့သဘောဆန္ဒနဲ့သူပြတာဖြစ်လို့ဒီပေကန်းချင်းကတရားဝင်ပါတယ်ဆိုပြီးတော့ပြန်လည်ရှိပါပါတယ်ကဲကျွန်တော်မိတ်ဆွေတွေရောဘသူဘက်ကမှန်မယ်လို့ထင်ပါတယ်လေဒီအမှုကပြည်တော်စိုးတရားလွှတ်တော်ချုပ်အထိအစဉ်စဉ်ရောက်ရှိခဲ့ပြီးတော့ တရားသူကြီးချုပ်ကိုယ်တိုင်ပါဝင်တဲ့ခုံရုံးကအထူးအယူခံအဖြစ်စစ်ဆေးခဲ့ပါတယ်။ဒီနေရာမှာတရားရုံးကအဓိကအချက်၃ချက်ကိုစီစဲပါတယ်။ပထမတစ်ချက်ကတေကာနေဆဲဆဲပေးကမ်းခြင်းဆိုတာဘာလဲဆိုတာပါ။ရှေ့မြန်မာဓမ္မသက်ကျမ်းကြီးတွေအရတေကာနေညောင်ဆောင်ဂရင်ပေါ်မှာနာမကျန်းဖြစ်နေပြီးပြန်ကျမ်းမာလာဖို့မျှော်လင့်ချက်မရှိဘဲတရားတော့မယ်လို့ညွှန်မှန်းပြီးတော့ပေးကမ်းတာကိုဆိုလိုပါတယ်။ဒုတိယတစ်ချက်ကလူနာကတတိကောင်းနေရင်ရောတရားဝင်ပါသလားဆိုတာပါ။တရားရုံးကဘာပြောလဲဆိုတော့ လူနာကတတိယနေတာစကားကောင်းကောင်းပြောနေတာတွေကစာချုပ်ဥပဒေအရသာသက်ဆိုင်တယ်မြန်မာဒလေးထုံတမ်းဥပဒေအရတော့ဒီကနေ့ဆက်ဆက်ဟုတ်မဟုတ်ဆုံးဖြတ်တဲ့အခါမှာတော့အဲ့ဒီလူနာကပြန်ကျမ်းမာလာနိုင်ခြင်းရှိမရှိဆိုတာကပိုအရေးကြီးတယ်လို့ဆိုပါတယ်တတိယချက်ကတော့အဖိုးဦးအေးကိုရဲ့အရှင်နေပါတသက်တွေရဲ့ထွက်ဆိုချက်အရစာချုပ်ရှုတဲ့အချိန်မှာအဖိုးဟာအစာမစားနိုင်ဆေးမတောင်းနိုင်တော့လို့အောက်ဆီဂျင်ပိုက်တန်းလန့်နဲ့ကုသနေရပါတယ်ပြန်ကျမ်းမာလာဖို့မျှော်လင့်ချက်မရှိတော့ပါဘူး ဒါကြောင့်ဒါဟာတေကာနီဆက်ဆက်ပေးကမ်းခြင်းမြောက်တယ်လို့ဆုံးဖြတ်ပါတယ်။ဒါဆိုရင်ဘာဆက်ဖြစ်မယ်လို့ထင်ပါတယ်လဲ။ဆက်ကြည့်အောင်ပါ။မြန်မာဗုဒ္ဓဘာသာမှာတေတန်းစာရေးခွင့်မရှိပါဘူး။အခုလောတေကာနီဆက်ဆက်မှာပြစ်စီပေးကမ်းလိုက်တာဟာကိုယ်တည်သွားမှပိုင်ဆိုင်စေလိုတဲ့သဘောတရားနေလို့ဒါဟာတေတန်းစာသဘောမျိုးဖြစ်နေပါတယ်။ဒါကြောင့်ဥပဒေနဲ့ဆန့်ကျင်တယ်ဆိုပြီးတော့ဆေးရုံပေါ်မှာရှုပ်ဆိုခဲ့တဲ့ဒုတိယမြောက်စာချုပ်ကိုပြက်ပြဲကြောင်းအမင်းချမှတ်လိုက်ပါတယ်။ဒါပေမဲ့အဖို့ကျမ်းမာနေတဲ့ကရှုပ်ဆိုခဲ့တဲ့ပထမစာချုပ်ကတော့ ေကာနေဆက်ဆက်မဟုတ်တဲ့အတွက်ကြောင့်တရားဝင်နေလို့ဆုံးဖြတ်ပေးခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေမှတ်သားထားရမှာကမြန်မာဗုဒ္ဓဘာသာဝင်တွေအနေနဲ့မိမိပါဆိုင်မှုကိုပေးကမ်းခြင်းနဲ့ဆိုရင်ကျမ်းမာရေးကောင်းမွန်ပြီးတည်ကောင်းနေတဲ့အချိန်မှာကြိုတင်စီမံဆောင်ရွက်ထားတာကအကောင်းဆုံးပါပဲ။ဒီကနေ့မှပြီးကရင်ဥပဒေအရအရှုံးရှင်းနေဖြစ်နိုင်နေဆိုတာကိုဒီအမှုကတက်တည်ပြနေပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတော်ဆုံးတရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အကျိုးရှိတယ်ဆိုရင် comment မှာရေးသွားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။